ားလုံးပဲမင်္ဂလာပါရှင်နန်းဒစေ channel မှာကြိုဆိုလိုက်ပါရစေဆရာမကြီး channel ကျော်မမလေးရဲ့သူလိုလူဆိုတဲ့စောက်လေးရဲ့ပိုင်းဆက်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်သူလိုလူအပိုင်း၁၈အာနာဖီဆန်ကြီး စုလီဖျားကြီးအနီးမြမအဆွေအပေါ်ထက်ကြီးတို့ရောက်လာခဲ့ရပြီအခန်းမှာဟင်းလင်းကြီးဖြစ်နေ၍အခန်းဖွဲ့ရန်စီစဉ်ကြရသည်တိုက်နှင့်နှီးသွားပြီးဖြစ်၍ထမင်းကိုစောစောပြန်စားလိမ့်မည်ခဏခဏကူးလာလိမ့်မည်ဟုထင်မှတ်မိတော်လဲရခင်34လမ်း38လမ်းအိမ်တွင်နေသည့်အချိုးတိုင်းပင်နက်နက်၈နာရီသွား၍နေ့တစ်ချက်မှပြန်လာပြီးလျှင်ညနေ3နာရီသွားပြီးည၈နာရီတွင်ပြန်ပြီးတကာလား ည9:00နာရီမှတကောင်တလွဲတစ်ချက်နှစ်ချက်မှပင်ပြန်လာသည်ကျမမှာကလေးတစ်ဖက်နှင့်ဖြစ်တော်လဲညဘက်တွင်ရခင်ကအတိုင်းသတင်းစာအတိုက်ကိုလိုက်နိုင်အောင်လိုက်သွားသည်မြမအလင်းဤအလုတ်ဝတ်တရားတွေကိုကြေပွန်စွာထမ်းရွက်၍နေပုံမှာပစ္စည်းရှင်များပင် သူ့လောက်အပင်ပန်းခံနိုင်ကြလိမ့်မည်မဟုတ်သည်ကို နေ့စဉ်ပင်တွေ့မြင်ရသောကြောင့်ဤသို့လုံးလဝိရိယ ရေချင်းရှိပုံမျိုးနဲ့ကိုပိုင်သတင်းစာတစ်စောင်ထုတ်ဝေရလင်မုတ်ချကြီးပွားစရာရှိမည်ဟုရှေးကထက် တိုး၍ကိုပိုင်အလုတ်ကိုစိတ်အားထက်သန်နေမိသည်ကိုပိုင်လုပ်ငန်းလုပ်ရန်စကားစားသည့်အခါတိုင်းမြမအလင်းမှ သူမြည်သည့်နည်းနှင်းမျှမထွက်နိုင်ကြောင်းညင်းနေ၍ကြောရသည့်စကားများအောင်မြင်ခြင်းမရှိသဖြင့်များစွာ စိတ်ပြတ်မိသည်လခမှာအပူကြီးပါတလလျင်195ချက်သို့တိုးမြင့်ပေးထားတော်လဲ အိမ်လခ90ချက်နှုတ်လိုက်သည့်အခါ105ချက် ကြန့်ရှိတော်လဲရခင်ကလိုပင်ဟိုကျွေးဒီကျွေးစားုပ်ကျွေးများအမီးနှုတ်ခေါင်းနှုတ်နှင့်တလတလဝင်ငွေနေနေက ဖခင်ကြီးကအတင်းအဓမ္မတင်ပို့ပေးနေ၍သာအသက်ရှူချောင်တော်သည်သူသည် သူ့အချိန်တစ်ချိန်လုံးသူ့တကိုယ်လုံးတိုက်သို့ပေးအပ်၏တိုက်ဤကြီးပွားရာကြီးပွားကြောင်းတွေကိုမပြတ်မလတ်အားထုတ်လုံးပန်းလျက်အလုတ်ဝတ်တရားကိုကြေပွန်စွာထမ်းရွက်နေတော်လဲ သူဤသို့လောက်ပါသည်ဟုတိုက်ပေါ်တွင် သူ့အတွက်တာအတွက်အခွင့်အရေးလုံးလုံးမယူဘဲသူ့ကိုယ်သူအမြဲတစေနှိမ်ချ၍သာထားကျင်နေလေသည်မြင်းများလောင်နှိမ်ချသည့်စိတ်နှလုံးထားရှိသည်နည်းဟုမူတနေ့တွင် ကိုလက်ကပ်၍နေမကောင်းဖြစ်ရာအလုံမသွားနိုင်သောကြောင့်အိယာထဲ၌ခွင့်စာရေးလျက်အလုံတိုက်သို့ပို့ခိုင်းသည် သူရေးထားသောခွင့်စာကိုဖတ်ပြီးသူ့ရှေ့တွင်အဆုတ်ဆုတ်အမွှာမွှာဆုတ်ချေမွှာကရင်းပေါက်သို့လှမ်းပစ်လိုက်ပြီးလျှင် ်ကရင်အနီးရှိကလထိုင်တွင်ဝင်ထိုင်ချလိုက်သည်တင်လေးဘယ်နဲ့လှုပ်တာလဲဘာဖြစ်လို့ဒီလိုလှုပ်တာလဲနှင့်အဲ့ရဘော်ကမျက်လုံးမျက်စံပြူးကအံ့ဩကြီးစွာဖြင့်မေးနေသည်ကျမသည်သူ့အမေးကိုဖြေရမင်းစန္ဒမရှိတော့ပေကျမစိတ်ထဲတွင်မကြေမနက်ဖြစ်၍နေသည်ဖြင့်သူမေးမိကိုရုတ်တရက်မဖြေခြင်းပဲဖြစ်မိသည်ပရင်ပေါက်တို့သာလှမ်းကြည့်ပြီးနေလိုက်သည် သူလည်းလဲနေရမှထထိုင်ရက်ပြောပါဦးတင်လေးရဲ့ ဘာဖြစ်လို့ဆုတ်ဖြဲပြစ်လိုက်ရတာလဲနှင့်တိကျင်လုံးဟန်ဖြင့်ကျမမတုံမလုံးလုံးနေသည်ကိုတာ၍အားမလို့အားမရဖြစ်နေသည်ကျမစိတ်ထဲတွင် ထိုအချိန်ကသူ့ကိုများစွာပင်စိတ်ဆိုးနေမိတော်သည်ကျမသည်ယုံအလုံများတွင်၎င်းကုံတိုက်အလုံတိုက်များတွင်၎င်းအလုံလုံသောသူများအလုံမတက်နိုင်သည့်အခါခွင်းစာရေး၍တိုင်သော ခွင်းစာများကို အများအပြားဖတ်ဖူးမြင်ဘူးခဲ့ပေသည်သို့သောသတင်းစာတိုက်တွင်အယ်ဒီတာကရေးသော ခွင်းစာမျိုးကို မဖတ်ဘူးမမြင်ဘူးစေကမူသူရေးသားသုံးနှုံးလိုက်သောစကားလုံးများမှာကဘာတစ်ခွင်တွင်မြည်သည့်အယ်ဒီတာများရေးလိမ့်မည်မဟုတ်သောခွင့်စာမျိုးကိုသူလိုလူတယောက်ရေးသည်ဖြင့်တာ၍မကျေနပ်နိုင်အောင်ဖြစ်သွားမိခြင်းဖြစ်ပေတော့သည်နေထိုင်မကောင်းပါ၍ခွင့်တရက်လောက်ပေးစေလိုပါသည်ဟုရေးလျင်မရင်ကျေးသေးဆိုကခွင့်တရက်လောက်ပေးပါရန်တောင်းပန်ပါသည်ဟုရေးလျင်ကျေနပ်ဖွယ်ရာရှိပါသေးသည်ယခုသောခွင့်တရက်လောက်ပေးပါရန် အတနာခံပါသည်ခမဟုရေးထားလေရာ နေ့စဉ်အိတ်ချိန်စားချိန်မှလွဲ၍နာယီရှိသည့်၍တရင်စာအတွက်လောက်နေသည့်သူကတရက်ပြက်ကွက်သည့်အတွက်အတနာခံရမှလားဟုစိတ်ထွက်သွားကသူ့ရှေ့တွင်ရိုင်းရိုင်းပြပြသူ့စာကိုဆုပ်ဖြဲလိုက်မိခြင်းဖြစ်သည် ကိုကိုခွင့်စာမှာတိုက်အုပ်ကိုအတနာခံရအောင် ကိုကိုကသတင်းစာတိုက်ကပြတာလားဆေးရီးလားပြောစမ်းမအောင်စိတ်ကလည်းထပ်ပါပြီးတော့တင်လေးရဲ့ အဲဒီတာရဲ့ပြတာရဲ့စရေးရဲ့မဟုတ်ဘူးသူလာကစားနေတာသူ့လို့ပြက်ကွက်ရင်အတနာခံရတာပဲကိုကိုတို့တိုက်မှာဒီလိုပြက်ကွက်ရင်ခွင့်စာကိုအတနာခံရေးရမယ်လို့ဥပဒေထုတ်ထားသလားဘယ်ဥပဒေမှမထုတ်ပါဘူးကိုကိုဘာသာကိုကိုရေးတာပါအတနာခံနဲ့ရေးတာဘာများဖြစ်သွားလို့လဲတင်လေးရဲ့ခွင့်တရက်လောက်ကိုတာဝန်ခံအယ်ဒီတာကြီးတယောက်ကအတနာခံစာတင်ရတယ်ဆိုတာကိုဟာကိုဘယ်ရောက်သွားတယ်လဲဆိုတာစဉ်းစားပါအောင်စိတ်နှလုံးနှိမ့်ချတာက နေရာနဲ့နေရာနှိမ်ချရင်ကောင်းမယ်။ကိုကအဲ့လိုလွန်လွန်မင်းမင်းနှိမ်ချနေရင်နောက်တော့ကို့အထက်ကလူကရောကိုနဲ့တန်းတူလူကပါကို့ကိုတသက်လုံးဒီလိုသာမြင်လို့ရတဲ့စိတ်တွေဖြစ်လာကြလိမ့်မယ်။ကိုကမနှိမ်ချနိုင်တဲ့အခါကြတော့နှိမ်ချနေသူက "तू ကမနှိမ်ချဘူးလား"ဆိုပြီးသူတို့မျက်စိမှာလက်အောက်လူတွေမနှိမ်ချတာထက်ကိုကိုမနှိမ်ချတာကိုကြည့်လို့မရအောင်အပြစ်ဖြစ်သွားလိမ့်မယ်။အဲ့ဒီအပြစ်ဟာကို့ဂုံကိုမသိကိုကိုကိုတတ်မိုးမထားတဲ့လူရဲ့ချွေရင်ချက်ကြီးပဲ။ တို့ရဲ့ချွတ်ယွင်းချက်မဟုတ်တော့ဘူး။ကို့ဘာသာတယောက်တည်းဟိုတုန်းကအတနာခံလို့သွားရှိခိုးခြင်းရှိခိုး။တင်လေးနဲ့လင်မယားတော်နေတဲ့ဘဝမှာတော့ဒီလိုနေရတကမနှိမ်ချဖို့တောင်းပန်ချင်တာပဲ။သူဒီအိယာရင်ပြန်လဲကဖောင်တိန်ကိုပြန်ဖွင့်သည်။ကိုကိုမရေးပါနဲ့ ကျမယောက်ျားနေမကောင်းလို့တရက်လောက်လာနိုင်မှာမဟုတ်ကြဘူး။ကြောင်းကြပါလေလို့တင်လေးရေးလိုက်မယ်။ဖူပြောသည့်အခါ၌မလုတ်ပါနဲ့မလုတ်ပါနဲ့ကိုကိုပဲရေးပါမယ်။ဆိုကခွင့်တရက်ပေးရန်တောင်းပန်ပါသည်ဟုပြန်ရေးလျက်သဘောကျပြီလားဟုမေးသည်။ကျမကအတနာခန္ဓာထက်တော့တောင်းပန်တာကတော်ပါသေးတယ်။ဆိုကခွင့်စာကိုတိုက်သို့ပို့လိုက်ရသည်။သူကိုယ်သူနေရာတကာနှိမ်ချလွန်လွန်၍တခါတရံ၌ကျမသာသူ့လိုအရေးချင်းမျိုးနဲ့သူ့နေရာမှာနေရမည်ဆိုက ဤလကထက်နှစ်ဆပေးရမည်သို့မဟုတ်ကိုပိုင်သတင်းစာတိုက်ဖြစ်နေတာကြားလာပြီးဟုတွေးတော်မိတော်သည် တခါတရံလဲသူကိုယ်သူဘာမှန်းမသိရလားဟုများစွာပင်မချင်မရဲဖြစ်မိပေသည်ဤတို့တိုက်ပေါ်တွင်၎င်းအလုတ်ပေါ်တွင်၎င်းပေါင်းသင်းဆက်ဆံရေးနှင့်ပတ်သက်၍တော်၎င်းစိတ်နှလုံးနူးညံ့၍စိတ်နေနှိမ်ချလျက်ကျင့်သုံးနေပေတော်လဲအင်္ဂလိပ်လူမျိုးတို့အပေါ်၌၎င်းအစိုးရအပေါ်၌၎င်းဆက်ဆံပုံမှာကတစ်ဖက်၌နှိမ့်ချနိုင်သလောက် ဤဘက်တွင်အလွန်တင်းမာခက်ထန်လှပေသည်အတွင်းဝင်ရုံတွင်သတင်းစာစည်းဝေးရှိ၍အတွင်းဝင်ဦးကျော်မင်းဝင်းစာဝင်းပိတ် ICS ကသူ့အားသတင်းစာစည်းဝေးလာရန်တယ်လီဖုန်းဖြင့်အကြောင်းကြားလိုက်သည်အခုစကားပြောတာဘသူလဲဟုခက်ထန်လှသည့်အတန်ဖြင့်ပြန်၍မေးလိုက်သည်ထိုအခါကျော်မင်း ICS အတွင်းဝင်ဟုပြန်ပြောလိုက်လင်ပြောလိုက်ချင်းစာနဲ့ဖိတ်ပါဗဇက်နဲ့ဖိတ်တာနဲ့ကြုတ်တော့မလာနိုင်ဘူး ဟုပြောပြီးတယ်လီဖုန်းခွက်ကိုပြန်ချလိုက်သည်။ကျမကသူ့ကိုပြုံး၍ထန်လှချီလာဟုပြောလိုက်သည်။အဲ့ဒါတွေကိုဘာထင်နေမသိဘူး။ဟုပြော၍ဒီလိုတော့လဲအထန်သားပဲဟုအောင်းမေးရတော့သည်။အင်္ဂလိပ်လူမျိုးများနှင့်တွေ့လျင်ကျမပင်သူတို့နားတွင်ထိုင်နေသည်ကိုအာနာလာလောက်အောင် တင်းတင်းမာမာကြီးသူပြောတတ်သည်။ကျမနှင့်ခင်မင်နေသော Steve Brother ကုမ္ပဏီကမျက်နှာဖြူများက မင်းယောက်ျားသာနိုင်ငံရေးအာဏာရရင်တို့လူမျိုးတွေကိုမောင်းထုတ်မှာတော့အသေးချပဲဟုကျမကိုပြောပြကြသည်တခါတွင်ဖခင်နေမကောင်း၍ကျမတို့နေချင်းပြန်လိုက်သွားရာသူအားဗန်တိုက်ကြီးမှမန်နေဂျင်းဒါရိုက်တာထံသို့အလုံးနှင့်ပတ်သက်၍စာတစောင်ဖခင်ကရေးခိုင်းသည်ထိုစာကိုဖတ်ရသောမန်နေဂျင်းဒါရိုက်တာမစ္စတာဒေါ်ဆင်သည်ဤစာကိုမြည်သည့်နည်းနဲ့မြဗန်တိုက်ကြီးတွင် ဖိုင်တွဲမထားနိုင်ကြောင်းပြောပြကစာကိုပြန်ပို့လိုက်ပြီးအသုံးနှုံးဤမြပြင်းထန်အောင်ရေးတာဘသူရေးတာလဲဟုဖခင်အားခေါ်ယူစစ်ဆေးလေသည်အနာဘော်ဒုကြပြီးတကယ်သို့မကြေနိုင်မချမ်းနိုင်အောင်ဆက်ဆက်ခါနာကြီးသွားကြောင်းကို ဖခင်ပြောပြသည့်အခါ၌သူလဲကြေကြေနက်နက်ကြီးပြုံး၍နားထောင်နေသည် အစိုးရပိုင်းနှင့်မျက်နှာဖြူပိုင်းမှလွဲ၍အခြားမဲ၌ကသူ၏စိတ်နှလုံးခက်ထန်မှကြောပုံများကိုအလင်းမတွေ့ရပေအစိတ်မရှိသောမွေကဲ့သို့ပုခွေ၍နေလေသည် လူတို့၌တာမန်အားဖြင့်ထားရှိနိုင်သည့်ထက်သူစိတ်နှလုံးကို သူဖိနှိပ်ထားလွန်းသဖြင့်စိတ်နေကြနေသည် လူမှလည်းမြမအလင်းဟူသောအတွေ့အတာရှိ၍သာဥချမောင်ဟူ၍အချို့တည်ကြရလေသည် သူ၌ပြေဝနေသည့်အသိဉာဏ်နှင့်မြည်၍မြည်များလောက်ရေချင်းရှိသည်ကိုအကုန်အစင်သိဖို့ခတ်သည်သို့သောမြမပိုင်းမှမယိမ့်မိကြ၍မသိနိုင်ကြသေးတော်လဲအင်္ဂလိပ်ပိုင်းတွင်ထက်မြက်လာသောသူ့ကလောင်သွားကို သတိအစဉ်ထားနေကြသော ပုံကူများရှိကြလေသည်အတွင်ဝင်ယုံမှအတွင်ဝင်ယုံတွင်ယာတူးကြီးပေးမိဟုအစိုးရမျက်နှာကြီးပိုင်းထဲမှမျက်နှာဖြူအရာရှိကြီးတူကသူ့ကိုဆွဲရသည့်အထိအင်္ဂလိပ်ပိုင်းကို ကလောင်သွားဖြင့်ဒုက္ခအပေးဆုံးသူတရားဟုသိကြလေသည်ကလားပါမှာရိုက်ပွဲငြိမ်၍မြို့ရွာအေးသွားတော်လဲကျမတို့မှာအေးအေးမနေရပေအိမ်တွင်ဥသောတခင်နုစသည့်ပုံကူများဖြင့်အယ်လီဒါတွင်နှင့်အာနာဖီဆန်ရေးသတင်းစာ ထုတ်ရန်ခေါင်းချင်းရိုက်နေကြပြန်သည် လက်သမားများမပြီးသေး၍ထိုစင်ကအိမ်တွင်အခန်းမတက်ရသေးပေဦးစော တခင်နုနှင့် သူသုံးယောက်သားအာနာဖီဆန်ရေးသတင်းစာတစ်စောင်ထုတ်ရန်အတွက်ဆွေးနွေးနေကြသည်ကိုကလေးတိတ်နေရင်ကြားနေရသည် အာနာဖီဆန်၍ထောင်ကြခံဖို့ရာထိုစင်ကသူတို့တွေထက်ဦးစောက ရေးကြီးနေသည်ကိုနားထောင်နေရင်ကဲခတ်မိသည် အားလုံးသောအယ်ဒီတာများမှ စိတ်ရောကိုယ်ပါရိုးရိုးသားသားအာနာဖီဆာရန်ထိုစဉ်ကအစဉ်သင့်ဖြစ်နေကြသည် သူသည်ထောင်ထဲသို့မကြာမြင့်မီဝင်လေတော့မည်ဤကိစ္စဖြစ်မြောက်သွားလျင်ထောင်ကြတော့မည်မှာမလွဲဧကန်ဖြစ်သည် နိုင်ငံရေးနှင့်အယ်ဒီတာဘက်တွင်အသွားနှစ်ဖက်ထက်နေသောသူစိတ်ဓာတ်ကို တလက်လက်တဝင်းဝင်းမြင်တွေ့နေရသည်။"ကျမကိုသူထောင်ထဲတွင်နေခိုက်ရန်ကုန်တွင် မနေဘဲအိမ်ပြန်နေရန်ပြောသည်။"အိမ်တို့ကျမပြန်၍ဖေဖေတို့စိတ်မကောင်းဖြစ်မည်ဆို၍ရန်ကုန်တွင်နေမည်ဟုပြောသည်ကိုသဘောမကျအောင်ဖြစ်နေသည်။အိမ်ပြန်နေရန်သာတိုက်တွန်းသည်။ သူ့တိုက်တွန်းမှုကြောင့်ကျမလည်းကြိုတင်၍အိမ်သို့အကြောင်းကြားရတော့သည်။ဤကိစ္စနှင့်ပတ်သက်၍ဤစာအုပ်တွင် သူ့အတွက်ရှင်းလင်းခွင့်ရသဖြင့်ဤစာအုပ်ကိုဖတ်ရှုရသောသက်ဆိုင်ရာပုဂ္ဂိုလ်များသည် သူ့ပေါ်တွင်ဤအလုံး၌အထင်မြင်လွဲပူးခဲ့ပါကအကြောင်းမှန်ဖွင့်ထုတ်ရေးသားချက်ကြောင့်သူပေါ်၌လွဲမှားကြသောအထင်မြင်များရုပ်သိမ်းနိုင်ကြပါစေဟုရှေးရှုသောနှလုံးဖြင့်အဖြစ်ပြက်မှန်ကိုဝန်ခံ၍ရေးသားရပေမည် ကျမညီမလေးထံမှပြန်စာအမြန်ရောက်လာသည်စာထဲတွင် ဖခင်ကြီးမှဤသတင်းကိုသိလျင်သိခြင်းများစွာပင်စိတ်မချမ်းမသာဖြစ်ကရှေးကထက်ယောဂါတိုး၍ချောင်းဆိုတိုင်းသွေးများအခဲလိုက်အတုံးလိုက်ကြာနေပြီဖြစ်သဖြင့်ဖခင်ပေါ်တွင် မထောက်ထားမညာတာတော့ဘူးလားဟုထဲ့သွင်းရေးလိုက်သည် ကျမစိတ်ထဲတွင်ဝေနေသည်ဖခင်အားစိုးရိမ်ပူပန်ရသည်ကတစ်ဖက် သူ့အားပြောဖို့ရန် ခက်သည်ကတစ်ဖက်နှင့်အကြက်အဲထဲတွင်ကြာရောက်နေသည် ဖခင်ကြီးစေယုံမအစင်းတွင်ကျမတို့အဖေအသက်ရှည်ဖို့ရှိမရှိစေယုံကြီးမဆရာဝန်ကြီးကာနန်မော်ရစ်ဆင်အားမေးကြည့်လိုက်ရာမင်းအဖေမှာအသက်ရှင်ဖို့မရှိ သို့တော့အသက်ရှည်နိုင်စရာနီးနှစ်နီးရှိ၍ဤနီးများမှာအစားအသောက်နှင့်အပြုစုကောင်းခြင်းတနည်းနှင့်စိတ်နှလုံးထိခိုက်စရာဘာမှမပြောစေဘဲစိတ်အမြဲချမ်းသာစေမှသုံးလေးနှစ်ခံပြီးဟုအမှတ်ချက်ချလိုက်သောကြောင့်ကျမအိမ်ပြန်ရသည့်အဖြစ်မှာ ဖခင်ကြီးအားမြန်မြန်တေအောင်တက်လိုက်သလိုဖြစ်သွားမှာလားဟုညစွာပင်ပူပန်ထိတ်လန့်သွားသည်ဘိုးကလေးတို့ပြန်သွားစဉ်အိယာဘော်တွင်ပက်လက်မမာနေရာက ကျမတို့အတွက်အထီးကယုံအတွင်မြည်၍မြည်များပူပန်ရပုံတွေကိုတခွန်းချင်း တခွန်းချင်းအာယူပြီးဒေသန်တက်တက်လေးဖြင့်ပြောပြနေပုံတွေကို မျက်စီထဲတွင်ဖြောင်းမရအောင်ပေါ်နေသဖြင့်ဘလို့လောက်ရပါမလဲဟုအကြံအိုက်နေလေသည် ကျမတို့ဖခင်မှာ ူပြောတကယ်တို့သားသမီးများပေါ်တွင် မကြုံဘူးမကြားဘူးအောင်ချက်ခင်သည်မျက်နာမြင်နေစဉ်တွင်စနွင်းကိုကိုယ်တိုင်ဖြော်၍မျက်နာကိုလူပေးသည် လင်းဖြစ်သူမှာစနွင်းမပေပဲဖခင်ဖြစ်သူသာစနွင်းထိန်၍နေသောကြောင့်မကြားဘူးအောင်ကိုချက်တာပဲဟု သူပြောခြင်းဖြစ်သည်သားသမီးတဲတွင်ကျမအားပို၍ချစ်ခင်လှသည်ဖြင့်ဤအရေးကိုတွေးကြည့်တိုင်းတာ၍တာ၍စိတ်ညစ်လေသည် အာနာဖီဆန်ရေးသတင်းစာမှာကိုကိုလက်မှတ်မထိုးဘူးဆိုရင်ဘလို့များဖြစ်မလဲဟုမေးမိရာတင်လေးပဲစဉ်းစားကြည့်လေဟုဖြေသည်ဒါဟာမလုပ်ရင်မဖြစ်ဘူးလားဟုမေးပြန်လင်းလဲဘယ်ဖြစ်မလဲလုပ်ရမယ်ဘယ်နဲ့မလုပ်လို့ဖြစ်မလဲဟုသာပြန်ဖြေ၍စိတ်အေးစရာတစ်ချက်မျှမမြင်မိပေသူအလုတ်သွားလျင်သွားခြင်းကျမဤကိစ္စအတွက်ထိုင်၍စဉ်းစားသည် သူထောင်ကြလျင်ဤရေးနှင့်ပတ်သက်၍ဖခင် စိတ်မချမ်းမသာဖြစ်၍ယောဂါတိုးသောကျမပြောကပါမည်အမှန်ဖြစ်သောကြောင့်ထောင်ကြမခံနိုင်အောင် နောက်ဆုံးဖခင်အတွက်တစ်ချက်သေးသာမြင်မိတော်သည် ဖခင်ရေးကိစ္စမဟုတ်ဘဲကျမအရေးကိစ္စသာဖြစ်က ထောင်က၍တကြွန်းသွားသွားမကြိုက်တော်လဲပြောလိမ့်မည်မဟုတ်ပေကလားဗမာရိုက်ပွဲကြီးတွင်ယုံကြည်ပေါ်၌ပြစ်ထားခဲ့သည်ပင်သွေးနုသားနုနှင့်ကြိတ်မဲ့၍မျိုးသိမ့်နေလိုက်ပါသေးသည် ယခုလည်းဖခင်သားမရှိခဲ့တော့သို့မဟုတ်ဖခင်ကျမ်းမာ၍နေတော့သူစိတ်ကြိုက်အတိုင်းသဘောတူလိုက်လျောအမှန်ဖြစ်သည် သို့တော်လည်းဖခင်အတွက်သာကြည်၍တစ်ဖက်သက်စိတ်ဆင်းရဲရသည် မဟုတ်သေးပဲသူပြက်ကွက်ခဲ့တော့သူအားခေါင်းဆောင်သည်ဟုအယူတေသံအယုံကြည်ကင်းမဲ့ကုန်ကြသည်ဆိုသည့်အချက်တွေကလည်းတစ်ဖက်ကလောင်နေပြန်သည်ဖြင့်ဖခင်နှင့်လင်သားဆက်ကြားတွင်ကဘာမီးလောင်၍နေတော်သည် စိတ်များမြင်များရောက်ရက်ခတ်နေသည်ဟုမူတခါဘူးမြတိုက်အုံနှင့်တွေ့ဆုံစကားမပြောဘူးပဲထိုနေ့က तू အလုတ်သွားလင်သွားခြင်း तू မသိပဲနှင့်မြမအလင်းတိုက်သို့နေလေဘက် ထွက်သွားကတိုက်အုပ်ကိုသွားတွေ့သည်အခန်းထဲသို့ဝင်သွားသွားခြင်းတိုက်အုပ်မှာကျမရောက်လာသည်ကိုအံ့ဩသွားသည်အကြောင်းကိစ္စမေး၍ကျမကအဲဒီရာများအာနာဖီဆန်ရေးသတင်းစာထုတ်မြေကိစ္စနှင့်ပတ်သက်၍သူ့အားမတားလို့တော်လဲဖခင်ကြီးမှာယောဂါတိုးနေသဖြင့် ဤကိစ္စသူမပါရန်ဦးကူညီနိုင်လျင်ကူညီပေးပါသူအားပြောနိုင်လျင်ပြောပေးပါရန်လာရောက်တောင်းပန်ခြင်းဖြစ်ကြောင်းအကျယ်တဝင့်ပြောပြသည်တိုက်အုပ်ဦးတင်လဲကျမအပေါ်တွင်တနာကျင်နာသွားလျက်ကျွန်တော်သူ့ကိုပြောပါဦးမယ်ဟုပြောလိုက်သည်ညနေသူပြန်ရောက်လာသည့်အခါ၌တိုက်အုပ်ကို သွားပြောကြောင်းနှင့်တကွအိမ်ကစာပါထုတ်၍ပြလိုက်ရာသူလဲစကားတခုံးမျှပြန်မပြောဘဲ မျက်နာမကောင်းစွာဖြင့်အိယာပေါ်တွင် သွားလှဲအိမ်နေလေသည်သူစိတ်ထဲတွင် ဖြစ်ပေါ်ခံစားနေရမည့်အချင်းရာအလုံးစုံကို သိမြင်နေပြီးသူပူလောင်နေသလိုကျမ၌လည်းပူဆွေးနေသဖြင့်ကျမမလုပ်ချင်သည့်အလုပ်ကိုလုပ်ရပါပေသည်တကားဟုလွန်စွာပင်ဆက်ဆုပ်မုံတီးသွားမိသည်မိဘဂုံကျေးစုကို ထောက်ထားကမိဘအတွက်ပဲဟူ၍စိတ်ကိုဖြည့်ကြည့်တော်လဲဖြည့်၍မရနိုင်အောင် များစွာမှပူလောင်စိတ်ညစ်နေသည် ကျမကိုစကားမပြောမျက်နှာချင်းမဆိုင်ပဲမျက်စိမျက်နှာပြက်ပြက်နဲ့တိုက်တို့ပြန်ထွက်သွားသည် ကျမမှာစောစောကထက်ဟုံးဟုံးတောက်ပူလောင်ကြံရက်ခဲ့သည်ကိုကိုလှုပ်ချင်တာလှုပ်ပါဟုလိုက်ပြေးပြီးပြောလိုက်ရကောင်းမလားအဖေတည်းလဲတည်စေတော့ဟုသဘောပိုက်လိုက်ရကောင်းမလားကို မဆုံးဖြတ်နိုင်အောင်ဖြစ်ခါခေါင်းအုံးပေါ်တွင်မျက်နှာမှောက်ရက်ရှိုက်ကြီးတငင်ငိုကြွေးမိသည်9နာရီလောက်တွင်သူပြန်ရောက်လာသည် ်သူတို့ထမင်းစားရန်ပြင်ဆင်နေစဉ်အခန်းထဲမှနေ၍တင်လေးဟုလှမ်းခေါ်သဖြင့်သူ့နာသို့သွားရာကိုကိုကိုမှန်ထဲမှကြည်စံဘလောက်များကြသွားတယ်ဆိုတာအေးအေးနေပါတင်လေးဒီကိစ္စဖြစ်ချင်မှဖြစ်မှာပါပဲဥစောကြောင့်လှုပ်တဲ့မလှုပ်တဲ့စဉ်းစားရအောင်ပါပါဖေဖေကိုအများကြီးတနာပါတယ်ဖေဖေအသက်ရှည်ဖို့ရာ ကိုကိုမကြည့်ပဲမနေပါဘူး တကယ်လို့လုံးဖြစ်တယ်ဆိုရင်လဲကိုကိုကိုထင်ကျင်တာထင်ကြပါစေတော့ပါပေါ်တို့မျက်ရည်တွေမတားဆီးနိုင်အောင်တဖြိုင်ဖြိုင်စည်းကြလာသည် ဖခင်အတွက်ငဲ့မြီကို အမှန်တကယ်လဲဝမ်းသာမသွားပဲထင်ကျင်တာထင်ပါစေတော့ဆိုသည့်စကားကိုဖြေဆယ်၍မရနိုင်အောင်ဝမ်းနေသွားမိသည်လင်သားတယောက်အဖြစ်အမျိုးမျိုးကျေးဇူးတင်လာရသည့်အချက်တွေထဲတွင်ဤကျေးဇူးမှာပြန်ပြီးမဆက်ရလျင် မဖြစ်နိုင်သည့်ကျေးဇူးမျိုးကဲသို့အောင်းမိလိုက်သည် ဤကျေးဇူးကိုဖိဖေကိုစားသူ့ပေါ်တွင်မတည်ခင်ဆက်သွားနိုင်ပါစေသတည်းဟု စုလဲတောင်းသည် ဆုံးလဲဆုံးဖြတ်သည် မှတ်တမ်းတွင်လည်းရေးမှတ်ထားသည်ကိုနုကကိုကိုကိုဒီကိစ္စနဲ့ပတ်သက်ပြီးအထင်လွဲတယ်ထင်တယ်။သူ့နှုတ်ဖျားမှ အမှတ်မထင်ပြောလိုက်တိုင်းသခင်နုအားသူ့ကိုအထင်မလွဲဘဲအထင်သေးခြင်းသေးရင်ကျမကိုသာအထင်သေးပါဟု ပြေး၍သာပြောလိုက်ခြင်းစိတ်ဖြစ်မိသည်။ယခုက အခွင့်ပေါ်၍လာပြီး သူ့အပေါ်တွင်ဤရေးနှင့်ပတ်သက်၍အထင်လွဲဖူးခဲ့ပါလင်ကျမကိုသာ အထင်သေး၍အပြစ်တင်ရန်ဤနေရာမှနေ၍အမှန်ကိုဖွင့်ရေးနိုင်ပေသည်သူသည်တိုင်းပြည်ပေါ်တွင်အစွန်းမထင်းအောင်တစ္ဆာရှိလျက်စိတ်နှလုံးရင့်မာသည့်ပုံကိုယ်တယောက်ဖြစ်သည့်အတိုင်းသူ့အရေးသူ့အတွက်မြည်သည့်အခါမျှကြည်သည့်သူမဟုတ်ကြောင်းသိမြင်ထင်ရှားကြစေလိုပါစေသည်တည်း အိမ်တွင်မှန်ခမ်းများတက်ဆင်၍ပြီးသွားပေပြီ။စောက်ဘီရိုများကိုလည်းတဘီရိုပြီးတဘီရိုလှုပ်ခိုင်းနေရပေသည်။စောက်ကိုတအုပ်ပြီးတအုပ်လက်ကမချမပြတ်မလတ်ဖတ်ရှုနေသဖြင့်သူ့မျက်စိများမှာမျက်မှန်ချွတ်လိုက်လျင်မမြင်နိုင်အောင်မှုံဝေနေပေပြီ။အနေထိုင်စားတောက်ကောင်း၍လူကျက်မှာဝဖြိုးနေတော်လဲမျက်စိများမှာရှေးကထက်မှုံလာသည်။စာဖတ်လျှော့ရန်ပြော၍မရပေ။သပင်တွေမှာရှေးကထက်ဖြူလာသည်။ စံစာတွေကိုတအိပ်ပြီးတအိပ်သိမ်းခဲ၍မှန်ခုံအန်ဇွဲကြီးတစ်ခုလုံးသပင်ထုတ်တွေနှင့်ပြေးသိမ့်နေသည်အလौဒိုက်သူလိုက်၍သူ့အား내သတင်းများကိုထဲ့သွင်းရန်ရွေးချယ်ကူညီပေးနိုင်ုံမကအိမ်၌လည်းသူ့မဆုမှတ်ရာများရှင်းနီးတူစုဆောင်၍ပေး၏သတင်းစာအတွက်ဝတ္ထုရှည်ကြီးတွေကိုကောင်းမကောင်းကျမပင်ရွေးချယ်ကူညီပြီးဖတ်ပေးသည် အချို့ဝိထုရှိကြီးတွေမှာနမီယစာရေးဆရာများမဟုတ်တော့လဲအရေးသားကောင်း၍သတင်းစာတွေထည့်သွင်းတင်ကြောင်းပြောပြသဖြင့်အိုတငါဟူသောဝိထုရှိကို ကျမထင်မြင်ချက်အတိုင်းသတင်းစာတွင်ထည့်သွင်းပေးလိုက်သည်ယခုအခါ၌ကျမမှာစာရေးဆရာများနှင့် မိတ်ဖြစ်၍နေပေပြီနိုင်ငံရေးသမားများနှင့်လည်းမျက်မှန်တမ်းမိနေပါပြီသူသည်စာရေးဆရာများတဲ့တွင်ဆရာကြီးပီမိုးနင်းကို လေးလေးစားစားမြတ်တာထားသည် ဆရာကြီးပီမိုးနင်းရန်ကုန်တွင်မချောင်လဲ၍တောသို့ပြန်နေတော့မည်သတင်းကိုကြားလျင်သူမှနေမထီထိုင်မသာဖြစ်သွားသည်သတင်းစာတွင်ဆရာကြီးစောင်းပါထည့်ရန်တိုက်အုပ်အားပြောပြလျက်ဆရာကြီးကိုလည်းမပြန်ရန်သွား၍တားမြစ်ခဲ့လေသည် ထို့ကြောင့်ဆရာကြီးမှာတောသို့မပြန်ဖြစ်တော့ဘဲမြမအလင်းတွင် လေးပွေခန်းကိုရေးရင်ရန်ကုန်နှင့်မြဲနေလေသည် ထိုချိန်တွင်သူ့မှာစာရေးဆရာအစည်းယုံကြီးဘဲတော်များဖြစ်မလဲဟုစန္ဒပြင်းပြစွာဖြင့်ခဏခဏထုတ်ဖော်တောင်းတနေလေသည်နိုင်ငံရေးမှာညွန့်ပေါင်းဆိုရတက်နေခြင်းဖြစ်သည်တတော်နဲ့ပတ်သက်သောသတင်းများကိုမြမအလင်းတွင်အခြားသတင်းများထက်ထူးခြားပြည့်စုံအောင်သူထည့်သွင်းပေးခဲ့သည်လွတ်တော်မှတ်တမ်းစာအုပ်များကိုလည်းတအုပ်မှမပြောက်ရအောင်စုဆောင်းတင်စီခိုင်းသည် အစိုးရထုတ်ပြန်သောကြေညာချက်ဆောင်ရွက်စာတမ်းမှန်သမျှကိုအကြောင်းအရာခွဲ၍စအုပ်တွဲလောက်ကစာအုပ်ချုပ်ဆိုင်ကိုအဆက်မပြတ်ချုပ်ခိုင်းသည် အပြည်ပြည်လွတ်တော်လွတ်ရမထုတ်ပြန်ကြေညာချက်အရရက်ကိုစုဆောင်၍အုပ်တွဲအမျိုးမျိုးချုပ်ပြီးတကလာအိမ်တွင်လွတ်တော်နှင့်ပတ်သက်သမျှဆက်ဆိုင်ရာဘီရိုဒဗီရိုတီချာခွဲထားသည်စာမျက်နှာတိုင်းစာရွက်တိုင်း မင်းနီကြီးတွေနဲ့ရဲနေအောင် သူမြင်းသားချစ်မှတ်ထားသဖြင့်အီဘီရိုကိုရဲရဲတောက်ဘီရိုဟုနမည်ပေးရသည် နိုင်ငံရေးသတင်းဝေဖန်ချက်နှင့်နိုင်ငံရေးကိုကွက်ကြော်မြင်သည့်အသိဉာဏ်မှာထူးထူးခြားခြားသူတွင်ရှိသည်နိုင်ငံရေးသတင်းတောက်ဆရာစိန်ကို နိုင်ငံရေးသတင်းများယူရန်အဆရှာပေးယုံမကတခါတရံသူကိုယ်တိုင်လိုက်လို့သည်ဆိုပြီးဆရာစိန်နှင့်သွားကြလင် ကျမလည်းအတူလိုက်သွားသည်တညာ၌ နိုင်ရင်ဝင်ဥပုအိမ်တို့တွားကြသည်ဆရာစိန်အားဥပုနှင့်တွေ့ဆုံမေးမြန်းဖို့ရာတွင်မှာကြားကကျမတို့ကဥပုခြံဝင်းတွင် ကားထဲ၌စောင့်နေကြသည်နနက်တွင်သူ့တရင်ကိုထဲ့သွင်းဝေဖန်ဖော်ချမိအက်ဒီတာလင်မယားသူတို့ခြံထဲရောက်နေသည်ကိုသူတို့မသိဘူးဟုကားထဲတွင် ရေစရာပြောမိသည်ကျမတို့ကို ဥပုအိမ်သားများကဥစိန်နှင့်ပါလာသူတွေပဲဟု အမှတ်တမဲ့နေကြလေသည် လွတ်တော်အစည်းအဝေးသတင်းများကိုသတင်းစာတွင်သတင်းယူ၍ထည့်ယုံနှင့်မပြီးသေးပဲလွတ်တော်နောက်ပိုင်း၌ဖြစ်နေသည့်လူမသိသောသတင်းများကိုလူသိအောင်စုံစုံလင်လင်ထည့်သွင်းပေါ်ပြပေးနေပြန်သည့်အတွက်လဲသူတွင် စားချိန်အိတ်ချိန်မရှိနိုင်အောင်အလုံများလှစေကမူတိုင်းပြည်ပေါ်တွင်မူဝိတရားကြေလာသည့်အယ်ဒီတာတယောက်ဖြစ်ပေတော်သည်ဤသတင်းတွေကို သူ့လက်ထဲကရုံမထွက်သာအောင်စုပ်ထားနိုင်ဖို့ရာခြေရာကောက်၍အမိဖမ်းသည့်နေရာတွင် အလွန်မင်းအတိညာလင်မြန်ပါနက်ဖြက်လက်ချင်းရှိလာသဖြင့်တောအเจ้าကိုနားလေကျွမ်းကျင်သည့်တောလိုက်မုတ်ဆိုးတယောက်နှင့်တရံတူလှသည် သူကိုလှဲ့ကျင်သောအစိုးရဘက်မှ နိုင်ငံရေးဂျင်တွေကို၎င်းတို့မျက်စိရှေ့တွင်ယုံလောက်အောင်အလှဲ့ခံနေလိုက်ပြီးနောက်၎င်းတို့မျက်စိကွဲရာတွင်သူတို့လှဲ့သွားသည်။တရင်တွေကိုတရင်စာထဲ၌ပြောင်းပြန်ပြန်၍လှဲ့ထည့်ပေးလိုက်ရာသွေးထွက်အောင်မှန်သွားသည်ဖြင့် ထိုသတင်းတွေကိုဖြတ်ကာမှတ်တမ်းကြီးတွင်ကုစင်ကရှာမှရှားတဲ့အယ်ဒီတာဟုမှတ်ချက်ပါထည့်သွင်းရေးမိသည်ဟုတ်ကဲ့ပါရှင်။စာအုပ်လေးကိုဒီမှာပဲခေတ္တခဏရပ်နားလိုက်ပါစေနော်။နားဆင်အားပေးကြတဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။ကျမ်းမာပြီးကင်းကြပါစေ။